ီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာကုချင်အစားပြီး2025ခုနှစ်အော်တိုဘားလ18ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရီဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့နမ်တူမြို့ကိုစစ်တပ်ကဘုံထက်ကျေတာကြောင့်အမျိုးသမီး၄ဦးဒဏ်ရာကျသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှမ်းမြောက်ဒေသတောင်တမဟာရှစ်နယ်မြေနမ်တူမြို့ကို အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံထက်ကျတာကြောင့်အမျိုးသမီး၄ဦးထဏ်ရာရသွားတယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာဒီကနေ့မနက်၈နာရီခွဲဝင်းကျင်မှာနမ်တူမြို့အထက်ကတစ်ကျောင်းဝင်းကျင်ကပြည်သူလူထုရှိရာနေရာကိုဦးတည်ပြီးရည်ရွယ်ချက်ရှိရှိနဲ့ပေါင်၂၅၀ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၄ဦးထဏ်ရာရသွားသလိုစာတင်ဆောင်၂ဆောင်နဲ့ပြည်သူ့ဘဏ်အိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာနမ်ဆန်မြို့နယ်ကဟိုမင်းကျေးရွာကိုလည်းဒီနေ့မနက်မှာပဲလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာရှိပြီးထိခိုက်သေးဆုံးမှုခြေနေကိုစုံစမ်းနေစေလို့အသိပေးပါတယ်။ ကျမစစ်တပ်ဟာအော်တိုဘားလာတရက်ကနေ16ရက်နေ့ထိလေကြောင်းတက်ခတ်မှု25ကြိမ်လုပ်ခဲ့ရမှာရှမ်းမြောက်ဒေသကမန်တုံမြို့ကို2ကြိမ်၊ကြောင်မဲမြို့ကို3ကြိမ်၊တီဘောမြို့ကို5ကြိမ်၊မိုင်းငေါမြို့ကို2ကြိမ်၊မိုင်းလုံမြို့ကို4ကြိမ်၊နမ်ဆန်မြို့ကို3ကြိမ်၊နမ်တူမြို့4ကြိမ်၊မိုးမိတ်မြို့ကို3ကြိမ်နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုတကြိမ်ပြုတ်လုခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေကသိရပါဗျ။အကြံပေးစစ်တပ်ကကျဲချတဲ့ဘုံတွေကြားရောက်ပောက်ကွဲမှုကြောင့်ကလေး9ဦးအမျိုးသား10ဦးအမျိုးသမီး12ဦးသေဆုံးခဲ့ရပြီးကလေး17ဦးအမျိုးသား14ဦးအမျိုးသမီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အိမ်108လုံးစာတင်ကျောင်း3ကျောင်းဘုံကြီးကျောင်း2ကျောင်းကျောင်းဆောင်4ဆောင်နဲ့အဆောက်အုံ4ခုပျက်စီးခဲ့ရတယ်လို့သိရှိရပါဗျ။ အကြံပေးစစ်တပ်ဟာတောင်ပြည်အတွင်းသာမကတိုင်းရင်းသားလက်နက်ကင်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးတာလက်နက်ကြီးတွေဒရုန်းတွေလေယာဉ်တွေနဲ့တိုက်ခိုက်နေတာကြောင့်မိဘပြည်သူများအနေနဲ့စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွေကနေရှောင်ရှားနိုင်ဖို့စစ်ရေးသတိရှိကြဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန့်တွေလိုက်နာဆောင်ရွက်ကြဖို့ TNL နဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးရေပြူနဲ့လောင်းလုံးမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ဒီနေ့သားတိုင်းတွေကရေပြူနဲ့လောင်းလုံးမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့ဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးကပြောပါတယ်။ဒီနေ့သားတိုင်းဒဝဲခရိုင်တွေကရေပြူနဲ့လောင်းလုံးမြို့နယ်အတွင်းစစ်စင်ရေးလှုပ်ရှားမှုတွေကိုဒီနေ့အော်တိုဘားလ18ရက်မှာထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။ဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPTF နဲ့ ပူပေါင်းအဖွဲ့တွေဟာအော်တိုဘာလာတရက်နေ့ကရေပြည်မြို့နယ်နဘူးလယ်ဒေသမူရူရွာနီးမှာရှိတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုဘုံသီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့အော်တိုဘာလာ၈ရက်နေ့မှာလည်းလောင်လုံးမြို့နယ်ကပန်းစိတ်ကြီးရွာနီးမှာအဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့ပြင်ရေပြည်မြို့ရဲတော်မှုဖျားနီးမှာတက်ဆွဲနေတဲ့အဂျမ်ဘတ်စစ်ကော်မရှင်တပ်ဖွဲ့နဲ့ကြက်ကရက်ပင်ရွာမှာတက်ဆွဲနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။အော်တိုဘားလာစရဲနေမှာလဲလောင်လုံးမြို့နယ်ကညောင်မင်စိတ်ကျေးရွာနီးမှာရှိတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုဘုံသီးချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာကျမ်းပတ်စစ်တပ်ဘက်ကတေဆုံးတာနဲ့ဒဏ်ရာရသူတွေရှိခဲ့ပြီးတော်လိုင်းပူပေါင်းတပ်တွေဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီစစ်ရေးလှုပ်ရှားမှုတွေကိုတဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPTF တဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF ကျောင်းကတော်လိုင်းရေးတပ် SRF ဘာတူအာမီ BHA လောင်လုံးတမဏိလေးပြားတပ်ဖွဲ့ LLSPF နဲ့ဒေါနာတက်ကွဲ6ဝင်းရင်တက်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာအခုနောက်ဆုံး ခလာရ85ကစစ်မှုထမ်းတပ်သားသစ်9ဦး KNL ထံအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံကော်တူလီအုပ်ချုပ်မှုနယ်မြေကလဲလွေထူခိုင်လေလုံမြို့နယ်မှာရှိတဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ထံခလာရ85ကစစ်မှုထမ်းတပ်သားသစ်9ဦးအလင်းဝင်လာခဲ့တယ်လို့ KNU ဘဟုကဒီနေ့အော်တိုဘာလ18ရက်မှာထုတ်ပြန်လာပါလေ။အကြမ်းမဲ့စစ်တပ်ခလာရ85တရင်ကစစ်မှုထမ်းတပ်သားတွေဖြစ်တဲ့အသက်22နှစ်အရွယ်ကျော်စေရအသက်29နှစ်အရွယ်သီဟာနိုင် အသက်36နှစ်ရွယ်အောင်မျိုးဦးအသက်20ရွယ်စီတူဟိန်အသက်26နှစ်ရွယ်မောင်မောက်အသက်33နှစ်ရွယ်တန်းနိုင်ဦးနဲ့အသက်24နှစ်ရွယ်ရာဇာထက်တို့အော်တိုဘားလ15ရက်နေ့က KNL တရင်ကိုထံအလင်းဝင်ပတ်ပြောင်းခုတ်လုံးလာတာလို့ဆိုပါတယ်လေဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်9နဲ့30နဲ့73တို့ကတန်းန်းစင်တွေဖြစ်ကြပြီးသူတို့တွေကတန်းနိုင်ဦးနဲ့ရာဇာထက်တို့ဟာရောင်းစားခံရပြီးပြည်သူစစ်မှုထမ်းဘဝရောက်ရှိလာသူတွေလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလင်းဝင်ပတ်ပြောင်းခုံလုံလာခဲ့တဲ့စစ်မှုထမ်းတပ်သားတွေဟာ အခက်အခဲမျိုးမျိုးကြောင့်တနက်တွေယူမလာနိုင်ပေမဲ့လေတုံမြို့နယ်တောင်ရှိသူတွေကနေရာထိုင်ခင်းအစားအစာနဲ့ဝတ်စားတွေထောက်ပံ့ပေးထားပြီးကောင်းကောင်းမွန်မွန်ထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့အသိပေးပါတယ်။အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုတန်းစေခိုင်းခံနေရတဲ့အာဏာသိမ်းကျမ်းဘက်စစ်တပ်ထဲကစစ်သားတွေအနေနဲ့နီးစရာတော်လိုင်းတပ်ဖွဲ့တွေစီမှရတဲ့နီးနဲ့လက်နက်ချအလင်းဝင်ပတ်ပြောင်းခုလုံကြဖို့ KNU ကတိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရေးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ Thank you.